business and economy တကယ်မွေးွားတဲ့တရုံမြို့ဘဲမြို့လဲဘာကြောင့်လဲအချင်းနေဘလောက်ထိစိုးနေတယ်ကဘာပတ် American Minana Stock Option Crypto Enchantme စီးပွားပညာရှင် channel ကကြိုးစားပါလဲဘယ်နေရာကြည့်နေလဲကိုမအမရေးတာပါ speaks volumes about the state of the Chinese economy. A multi-billion yuan expressway, one side unfinished and abandoned, a symbol of a system that's stuttering. On the other side of the hill, we find a connecting tunnel where the project has abruptly stopped. Pillars show where it was meant to continue, as do blocks of homes vacated, lives moved on to make space. 这幺庙嘛，多多的，请你说，两年也没变，一年少他多我这边，比我还高啊嘞。<coughs> စောစောက်ထားတာမပြီးသေးပါဘူးเนาะပြောရမယ်ဆိုရင်တော့တဝက်တစ်ပြက် project တွေနဲ့အားလုံးအားလုံးရက်လိုက်ရတယ်။ဘာကြောင့်လဲဆိုတော့ပတ်စံမရှိတော့တဲ့တို့ကြောင့်เนาะဘာကြောင့်ပတ်စံမရှိတော့တာအချိန်တွေဘလောက်ထိစိုးနေလဲဒီမျိုးတွေကကျွင့်ဤမျိုးလို့ခေါ်ပါတယ်။ကျွင့်ဤမျိုးဆိုတာဘယ်နာမျိုးလဲ။ဘယ်နာမျိုးလဲဆိုတော့ကွေကျိုး province မှာရှိတဲ့မျိုးတွေเนาะဒီမျိုးတွေကတရုတ်ပြည်မှာ အစင်းအဆုံမြို့တွေနဲ့ကတမျိုးပါတယ်။နော်တရုတ်ပြည်ရောက်ဘူးပါနလားခမအမရေးထားပါ။အဲ့ဒါကြည့်တယ်မဆိုဘယ်နာနီးတယ်။ဘယ်နာနီးတဲ့ဆိုတော့ခြုံချင်းနဲ့နေပါလေ။ကိုယ်ရံနဲ့နေတယ်။ဒီမြို့တွေမှာခြံသူးနဲ့နေတယ်၊ခုမင်နဲ့၊ခုမင်နဲ့တော့ဝေးတယ်။နော်တရုတ်ရဲ့အရှိတောင်သားမှာရှိတယ်။နော်မြန်မာပြည်ကဒီနားမှာသူ့ဒီမြို့တွေကဒီနားလာမှာရှိပါလေ။အဲ့ဒီတော့ ဒီလိုမျိုးတရုတ်ပြည်မြို့ project တွေမပြီးဘူးနိုင်ငံတော်မပြီးဘူးအပမန်မပြီးဘူးဆိုတာဘာကြောင့်လို့ထင်ပါမလဲကိုမအမရေးတာပါဆက်ပြီးတော့ကြည့်ကြအောင်ဇလန်းကောင်းနေပြီကလစ် show where it was meant to continue as do blocks of homes vacated lives moved on to make space yeah. <coughs>

挺多騙人的,都在這地方的, interview, 沒他的,然后把他叫騙人來,前爹妹, the main reason is that there is no money. The state does not have any money left. I signed a contract. They said we would have a new apartment in three years. It will be the fifth year in September. က်ရတော့ပြည်နယ်အစိုးရပတ်စံမရှိတော့အတွက်ကြောင့်ပါတဲ့အဲ့အပါမတ်အသေးရအောင်သူက contract sign လုပ်ထားတယ် sign လုပ်ထားတာအခု9နှစ်မြောက်ရှိနေပြီအပါမတ်မပြီးသေးဘူးအော်အဲ့တော့ဒီကလူတွေပတ်စံနေရှုံးတာပေါ့ဟုတ်တယ်မလားတရုတ်အစိုးရလည်းစစပြည်နယ်အစိုးရလည်းပတ်စံမရှိအဲ့တော့မပြီးတော့မပြီးတော့ဆိုတော့ contract လုပ်ထားတဲ့ agreement လုပ်ထားတဲ့မပြီးတော့ဆိုတော့ပတ်စံအရင်ယူထားတာ နောက်မှပေးရမလားမသိဘူးအာဆရာထင်ပြောမှဆိုအရင်ယူထားရတူတယ်အဲ့တော့ပြည်သူလူထုရဲ့ဒုက္ခရောက်ပါအရင်ယူထားပြီးတော့အဲ့ပတ်စံတွေမရှိဘူးဆိုရင်အာတရုတ်ကအပမတ်တွေစောက်ဖို့ဆိုမစောက်ခင်ပတ်စံတွေအရင်ယူထားတယ်နော်တရုတ်ပြည်သူလူထုကလည်းအများစုက investment လုပ်တာပဲမှာ investment လုပ်ရဆိုတော့ဒီ ancient mummy investment လို့သူက stock ဈေးကွက်တွေပါတယ်အဲ့လောက်ထိ investment မလုပ်တော့ stock share ပညာတက်တဲ့သူကရှားတာဟုတ်နော်အဲ့ဒါကြောင့် ဒီအင်ချက်မြာ investment လောက်တာအင်ချက်မြေဈေးခွက်ပြိုကျတဲ့အတွက်ကြောင့်လူတွေအများကြီးဒုက္ခရောက်တယ်နော် stock share ဆိုတာပါ stock share ဆိုတာ company မှာပိုင်ဆိုင်တာ company ပိုင်ဆိုင်မှုနော် stock ဈေးခွက် US မှာအရင်ကောင်းတယ် stock share ပညာတက်ချင်ဆိုရင် YouTube video တွေရဲ့ description ကိုမှမှာ link ရှိပါတယ်အာ click နေပြီးတော့တင်တော့ join ရပါတယ်အာအဲ့ရောဆက်ပြီးတော့ကြည့်ကြအောင်ဒီလိုမျိုးစီးပွားရေးသတင်းတွေ ပို့ပြီးတော့နားထောင်ကြရဆိုရင်တရုတ်ပြည်အကြောင်းပို့ပြီးသိကြဆိုရင် channel လို့ subscribe လုပ်ထားရမှာအရန်ဆန်လန်းကောင်းနေပြီ Everywhere you look here is infrastructure unfinished. In fact, Guizhou province is one of the poorest in China and it is also the most indebted. And the reason is the model of growth that for so long drove such remarkable numbers huge borrowing, vast building, regardless of whether the projects were really needed. <音><音> ចောင်းသားចောင်းသူနေနေတော့လမ်းရှောင်နေတယ်ဘသူမှမရှိအဲ့ဒါဘယ်နိုင်ငံဘယ်မြို့อ่ะဘယ်လမ်းလဲတူတယ်တိလားတခြားနိုင်ငံမှာအဲ့လိုမျိုးရှိရယ်လမ်းကအများကျဲပြီးတော့ဘသူမှမရှိလမ်းကားလည်းမရှိဘူးလူလည်းမရှိဘူးเนาะအဲ့လိုမျိုးဖြစ်နေမြို့ပြက်နေဖြစ်မြို့တရေ6တဲ့မြို့ကြီးဖြစ်နေတာပေါ့เนาะဒါတော့စိတ်မကောင်းစရာဘာကြောင့်လဲတရုတ်တွေကအများ expansion လုပ်တယ်เนาะဟိုဝင်းဝေးကမလိုက်နိုင်ဘူးစီးပွားရေးတွေကအများကြီးအများကြီး တရုတ်ပြည်မှာအများကြီးတိုးတက်လာတော့မစောင့်နိုင်ဘူးအိမ်တွေအရင်စောင့်တယ်လမ်းတွေအရင်စောင့်တယ်နော်အမားစီးပွားရေးအရင်ကောင်းတော့မှလူတွေအများကြီးရှိတော့မှအာအဲ့မျိုးအဲ့ပြည်နယ်ကိုစီးပွားရေးအစ်စ်တွေအများကြီးလာမယ်ဆိုရင်ဒါလမ်းတွေစောက်လာပြစ်စောက်ဖြစ်သူကတရုတ်တွေကအမြင်လှတရုတ်အစိုးရအမြင်လှအောင်ဆိုမျိုးလမ်းတွေအာအိမ်တွေအမြင်စောက်တဲ့လူတွေမရှိသေးဘူးတော့လမ်းတွေစောက်ထားတဲ့အတွက်ကြောင့်ပြီးတော့ တရုတ်အစိုးရကလည်းအခွန်မရဘူးလေစီးပွားရေးရှိမှလူရှိမှလူတွေအလုပ်လုပ်မှမအခွန်ရမှာပေါ့ဟုတ်တယ်မလားအခွန်လူတွေမရှိဘူးဆိုရင်အခွန်မရဘူးဆိုရင်ဘယ်လိုလုပ်ပြန်ပေးမလဲအဲ့တော့ပတ်စံတနေ့မှပြတ်သွားတဲ့အခွန်ကြောင့် project ကြီးက low ဝ low ဝမပြီးပြန်တာဖြစ်ပါလေတော့အဲ့ဒါအဓိကတရင်ခံကဘာလို့ဖြစ်မှန်းမထင်ပါနဲ့ကိုမအောင်မရေးတာပါဆက်ပြီးနားထောင်မဇလန်းကောင်းနေ problem now is that china is drowning in debt and there is essentially nothing left to build

and left confidence in tatters. Business is a lot worse, says this woman. တယ်ရောအရင်ကရှိတာပါနော်ကြိုပြီးစောက်ထားတယ်ပြီးွားရင်မပြီးနိုင်ဘူးဒါပေမဲ့အခုအချိန်နဲ့ပိုဆိုးတယ်ဘာကြောင့်လဲဆိုတော့ယောဂဖြစ်တာတူတော်တော်ကြီးကကိုဗစ်ဖြစ်တော့လေအောက်ပိတ်တယ်ပိတ်အောက်ပိတ်ပြီးတော့အခုကိုဗစ်ကလည်းနည်းလမ်းမထူနိုင်ဘူးအမေရိကကလည်းနည်းလမ်းထူအောင်ရမ်းမြန်လက်ဖြောက်တီးပြီးတော့ဘရက်ဆစ်ဂျိုးပိုင်လက်ထက်မှာအခု တရုတ်တွေကနည်းနည်းမထူနိုင်သေးဘူးအခုတည်းမထူနိုင်သေးဘူးเนาะအဲအကြောင်းစီးပွားရေးကပတ်စံမရဘူးမရဆိုလူတွေမငှားနိုင်ဘူးလူတွေမငှားနိုင်ဘူးဆိုတော့စီးပွားရေးပတ်စံနည်းနေနေတယ်နည်းနေဆိုအများကြီးမတုံနိုင်ဘူးလူတွေကလည်းအလုပ်အများကြီးမပေါ်ဘူးဆိုတော့အာပတ်စံတွေစုထားတယ်စုထားမတုံမတုံတဲ့ကြောင့်စီးပွားရေးပတ်စံမရဘူးပတ်စံမရဘူးဆိုဘာဖြစ်လဲလူတွေတိတ်မငှားနိုင်ဘူးလူတွေတိတ်မငှားနိုင်ဘူးဆိုတော့အလုပ်ရှားတယ်အလုပ်ရှားတဲ့အတွက်ကြောင့်ဘာဖြစ်လဲပတ်စံပိုစုတယ်အဲ့တော့တဖြည်းဖြည်း deflation ဖြစ်တာ ကုံစင်းတော့ကြကုံစင်းတော့အဲ့လိုကြာကြာအဲ့ကြောင့်နိုင်ငံတကာနိုင်ငံမှာကောင်းကောင်းတဲ့နိုင်ငံဖြစ်ဖို့ဆိုရင်ကုံစင်းတော့တက်လာကောင်းတယ်နော်အများကြီးမတက်စင်းနဲ့အာတက်တဲ့ဟို2% 3%ပုံမှန်လေးတက်အာကောင်းတယ်ကောင်းတဲ့စီးပွားရေးကောင်းတဲ့နိုင်ငံရဲ့တင်နေတာဆိုတာကုံစင်းတော့တက်တာကုံစင်းတော့ကြာဆိုတာမကောင်းနော်အစီဝါရေးအစိုးဆုံးတဲ့အတခုတန်ပါတယ်ကုံစင်းလုံးကြရတယ်ဆိုတော့เนาะအဲကုံစင်းကြရတယ်ဆိုတော့ပြောမနေနဲ့ကုံစင်းတို့ပုံမှန်လေးတက်တယ်ဆိုတာဒါကောင်းတယ်။ဘာကြောင့်လဲဆိုတော့ ကုန်စင်တို့တက်လေနေစီးပွားရေးတမားတွေကပတ်ဆက်ပူရနေဝင်ဝင်များနေနေပြီးတော့အမျက်ပူများနေလူပူဟားတို့ရနေလူပူများများငှားနေနေဘာဖြစ်မလဲလူတွေကဟိုအလုတ်ကပေါ်တဲ့အတွက်ကြောင့်အေးပတ်ဆောင်တုံးဖို့ကပူပြီးတော့ရဲတယ်ဟာအလုတ်ပေါ်တာကစားမရှိနော်ပတ်ဆက်မြေမတုံးပတ်ဆက်မြေမပူတုံးနေစီးပွားရေးတမားတွေပတ်ဆက်ပူရနေနေပတ်ဆက်ပူရနေနေအမျက်ပူရနေနေအမျက်ပူရနေဘာဖြစ်လဲ လူပုံဟားနေနေလူပုံဟားနေလူတွေများလာရင်မဖြစ်မဲ့အိမ်ပုံလိုလိုအပ်နေနေအိမ်ပုံလိုအပ်နေအိမ်ဆောင်နေနေအိမ်အလုံးတမားတွေအများကြီးဟားရမယ်ဘီလက်မြေတွေရှိတယ်တန်စတိကြောင့်ရှိတယ်တခြားစီးပွားရင်ဘူးတိုးတက်နေနေအဲ့လိုပိုတိုးတက်နေနေနော်ပို့ပြီးတော့လူလူဦးရေကပတ်စံမြတ်ပို့ရလေခလေးပို့ပြီးတော့မြများမွေးဖွားနေနေအဲ့ဒါဆိုလူဦးပို့များနေနေပိုများနေဖြစ်တဲ့ကြောင့်စားတုပ်တူပိုများတဲ့ကြောင့်စီးပွားရေပိုများနေအဲ့ဒါစီးပွားရေကအရန်အရေးကြီးဒီမို့ တစိမ့်တစိတက်တတော်เนาะအခုကဆရာကဘာဘတ်အမေရဲ့မိနေနာစီးပွားရေးပညာရှင်မလို့ဒီလိုရှင်းပြနိုင်တာเนาะအားကြောင့်ဗီဒီယိုလေးကို share လုပ်ထား subscribe လုပ်ထားဆက်ပြီးနားထောင်မယ် It's bad now, getting worse year after year, and we're not doing well. And perhaps the most ominous threat the Chinese housing market. Sites like this, unfinished work slowed. developers that can't manage their debts, leaving buyers stranded and confidence flawed. This နှစ်တိုင်းနှစ်တိုင်းပူပူဆိုးလာတယ်ဆိုတော့ဈေးရောက်ရအမျိုးသမီးပြောပူပြီးတိတာတာဒီတရုတ်ပြည်မှာဒီအဆောက်အဦတွေမပြီးနိုင်ဘူးမပြီးနိုင်ဆိုတော့ဟိုဝဲလူကလည်းမဝဲချင်းတော့အောင်ပါဟုတ်တယ်မလားဝဲထားတော့ပြီးရလောက်အောင်မောပြီးရမလုံနိုင်ဘူးဆိုရင်အာအလန်ကားဖြစ်တယ်လေဟုတ်တယ်မလားအဲ့ဘယ်သူမှမဝဲချင်းတော့ပူဆိုးတာပေါ့စီးပွားရပူပူပြီးကြဆက်ပြီးကြည့်မယ် It's flawed. This site is run by Country Garden, the latest giant to run into difficulty. Li Shangguo is one of the few workers left. He says others elsewhere are not getting paid. Nowadays, all the big projects are like this, even good projects. Workers sometimes only get their money at the end of the year, which is a good case scenario. Some of them can't get it at all. ြစ်နေစိုးနေတယ်ဆိုတော့เนาะ Country Garden ဆိုတာအရန်ဒုက္ခရောက်နေတဲ့အိမ်ချမ်းမြေเนาะစောက်လုပ်ရေးကုမ္ပဏီ तू ကအလုပ်သမားတွေတော်တော်များများမပေးနိုင်เนาะ तू ကအလုပ်ကံကောင်းတော့ပတ်စံနေနေရတယ်เนาะ तू ပြောရအောင်ဘယ်လောက်ထိစိုးရဆိုရင်အလုပ်သမားတွေကိုနှိမ့်ကုန်မှာပတ်စံပေးရဆရာတလားတခါမဟုတ်เนาะနှိမ့်ကုန်မှာပေးတာဒါအရန်ကံကောင်းရရတယ် အရန်ကတချို့နေရာပတ်စံကိုလုံးဝမရအောင်နော်အဲ့ရဘယ်ဘယ်ကောင်းမှာဘယ်တရားမှာဟုတ်နော်မအဲ့ဘာကြောင့်လဲဆိုတော့ရှင်းရှင်းလေးပဲအာလူစီးပွားရေးမကောင်းတဲ့ကြောင့်လူရဲ့အိမ်မဝင်တာဘူးအာပြီးပါရဲ့ဆိုတော့အစိုးရကလည်း လိုအပ်ရတဲ့ပိုပြီးစောင့်တဲ့အတွက်ကြောင့်လူဦးရေမတိုးပဲနဲ့စီးပွားရေးမကောင်းပဲနဲ့လိုအပ်ပိုစောင့်တဲ့အတွက်ကြောင့်ပြည်အောင်မစောင့်နိုင်ဘူးမစောင့်နိုင်ဘူးဆိုလို့အလကားနေအိန္ဒိယတဝက်တပြက်ဖြစ်တဲ့အတွက်ကြောင့်ရောင်းမရအောင်ရောင်းမရတော့ကြောင့်စောင့်လို့ရေကုမ္ပဏီကပတ်စံမရပတ်စံမရအလုံးသမားတွေမပေးနိုင်ဘူးအလုံးသမားတွေမပေးနိုင်တဲ့အတွက်ကြောင့်ဘာဖြစ်လဲအော်တချို့အလုံးသမားတွေပဲနှိပ်ကုန်မှရနှိပ်ကုန်မှရတဲ့ကြောင့်လူရပတ်စံစုပြီပေါ့နော်ပုံမှန်တပတ်တခါနှစ်ပတ်တခါနောက်မို့တလတ်တခါရရဆိုရင်ပတ်စံက၃၃ရက်နဲ့ဟုတ်တယ်မလား အာပရိသတ်ရိုးရဲအဲ့လိုပဲတနည်းမှတစ်ခါပတ်ဆက်ရမှာဆိုပတ်ဆက်၃ရက်ပါမလားအင်းကောမအမှန်ရေးထားတယ်နော်အကောင်းဆုံးနံပါတ်နံပါတ်တစ်ခါရခြင်းတာတလားတစ်ခါရခြင်းတာတပတ်တစ်ခါရခြင်းတာပတ်ဆက်ကိုဘယ်လောက်မြင်မြန်ရခြင်းပါတယ်ကောမအမှန်ရေးတာပါဆက်ပြီးတော့နားထောင်မယ် The latest giant to run into difficulty. Oh. Right, Li 对，还没问您在这儿干多少。李生国 is one of the few Li workers Shenguo. left. He says others elsewhere are not getting paid. Is all the big projects are like this, even good projects. Workers sometimes only get their money at the end of the year, which is a good case scenario. Some of them can't get it at all. A sales representative here told us the site is proceeding as planned. And while experts say all this is unlikely to cast the economy into major meltdown or crisis, The era of miracle growth is clearly over, and it is people who will pay for the slowdown. Helena. Project manager ပြောတာဒီ project အဲထင်သားအတိုင်းပဲဆက်ပြီးသွားမယ်ဒါပေမဲ့မပြီးပြလုံးမှာပေါ့နော်အာတရုတ်ပြည်ရဲ့အရန်တိုးတက်နေတဲ့စီးပွားရေးကပြီးသွားပါပြီအခုတရုတ်နေဝင်ချင်းရောက်နေပါပြီတဲ့ဒါပြောတာပါအဲ့တော့ ပလေးတိုင်ရောဘလို့သဘောရပါလဲတရုတ်စီးပွားရေးဆက်ပြီးတော့တက်နိုင်ထင်တာဒါမှမဟုတ်တရုတ်ရဲ့တရုတ်ပြည်ရဲ့နေဝင်ချင်းရောက်နေပြီလားအဲ့လိုနေဝင်ချင်းရောက်အောင်ဘသူကလုပ်တယ်လို့ထင်ပါလဲကိုမအောင်ပါရေးထားတယ်ပါပြီးတော့ဆက်ကြည့်မယ်တရုတ်ပြည်ဘလောက်ဆိုးလဲဆိုရင်ဒီမှာအကျွေးကနော်တရုတ်ရဲ့စုစုပေါင်းအကျွေး overall အကျွေးက၄ဆောက်အောင်ရှိတယ်သူ့နိုင်ငံ GDP က၄ဆောက်အောင်ရှိတယ်နော်အများဆုံးကဘာလဲဆိုတော့အစိုးရအကျွေးနော်ပြီးသွားရဲ့ အိမ်တွေရဲ့အကျွေးဆိုတော့မိသားစုရဲ့ပတ်စံချိတာလည်းပြီးကုမ္ပဏီရဲ့အကျွေးကနော်အများကြီးအများကြီးအာရှိတယ်ဟန်ဒရက်22%ရှိရယ်နော် GDP ရဲ့ဟန်ဒရက်22%အာပြောရမယ် GDP နဲ့ဟိုနှစ်ဆလောက်ရှိတယ်အဲ့လိုမျိုးဟာမျိုးအာပြောရရင်အိမ်အကျွေးက61% GDP ရဲ့61%ရှိတယ်နော် service က61%ရှိတယ် local government က63 trillion rand အကျွေးရှိအကျွေးအများကြီးပဲ เนาะ123% 61%ဒီမှာရယ် central government မဟုတ်အစိုးရနဲ့84.28%ရှိရယ်အကျွေးရတယ်အကျွေးတွေတော်တော်များသေရုပ်ပြီးအကျွေးရနော် production 60 trillion run နော်အဲ့အားကြောင့်အရေးကြီးအာပလိတ်တက်ပြီးတော့ဘယ်တော့မှအကျွေးမများစေဝင်ဝင်ကအကျွေးထက်ပိုပြီးတော့များပါစေနော်အဲ့အားကြောင့်လောကကြီးမှာလူက3မျိုးပဲရှိတယ်တတိယလူကအသက်မကြီးခင်ပတ်စံပြတ်သွားတာ နော်အတက်ကြီးရဲ့ခါမှာပတ်စံမရှိတော့ဒုတိယလူကအရန်ခြွေသားတဲ့အာပတ်စံကိုအရန်ရှာတယ်ပြီးတော့ဘာမှမစားမတော့သွားပြီးတော့အိမ်မှာပဲနေတယ်နော်ဘဝကြီးကိုစဉ်းစားရနေရစိတ်ကျဉ်းကျဉ်းနေရနော်သူကြောအသက်တေဝါကမှာပတ်စံကြံခဲ့တယ်။ဟာဒါမျိုးလူဖြစ်ကြုံမနှက်ပြဘူး။ပထမဆုံးလူကလူဖြစ်ရကြုံအနှံ့ဆုံးပဲ။ကြိုက်တဲ့နေရာ၊ကြိုက်တဲ့အချိန်တွားမိသားစုကိုဟိုတကဘာလို့ပတ်ခေါ်ပါဦးရတယ်။ပြီးွားရင် မိဘဝကျေးဇူးဆောက်ရတဲ့အဲ့လိုမျိုးလူမျိုးကဘာကြောက်လဲပတ်စံအငဲတိုင်းလက်ဖြောက်တီးတို့ရတယ်ဆိုကြအောင်နော်လက်ဖြောက်တီးရရတယ်ဆိုရင်ဘယ်နေရာမှာတုံးတုံးဘယ်နေရာမှာဟိုစားစားဘယ်နေရာမှာရှောက်လဲလဲဘာမှပူစရာမလိုဥပမာဆိုရင်ဒီမှာ9ရက်အထက်နဲ့ဒေါ်လာ900ရရဆိုရင်ဟုတ်တယ်မှာဘသူမဆိုအေးစစ်စစ်ပြပြရှင်းနှက်ပြရောက်တော့ခန်းစားရမှာဒီမို့ရအောင်ဘာပညာရင်လို့အပ်တယ် stock investing call option put options advanced option day trading movement stop ဒီပညာ၅ခုကိုတုံးပြီးရောဆရာအဲ့အဲ့လောက်ပတ်စံရဖြစ်ပါတယ်လူလိုက်ရမှန်းစားလူလိုက်မရနိုင်ပါဘူးတကယ်စူးစမ်းခြင်းနဲ့ရှိပြမဖြစ်ဖြစ်အောင်စူးစမ်းမယ်ဆိုရက်စိတ်သက်ရှိတဲ့လူတွေစိတ်ထားကောင်းတဲ့လူတွေမိဘကျေးဇူးဆက်ခြင်းတဲ့လူတွေနော်ကဘာပတ်ခြင်းတဲ့လူတွေအရင်စိတ်ပြင်းပြတဲ့လူတွေပဲရမှာဖြစ်ပါတယ်အဲ့ရောက်တင်နေမတက်ခင်ကိုယ့်အကိုအဲ့အချက်လေးလေးပြည့်စုံလားဆိုမေးပါနော်တင်နေတက်ခြင်းဆို YouTube video ကို link နဲ့ description နဲ့ကိုမအောင်မလိမ့်နေရှိပါရဲ့အဲဒီလိမ့်နေကလေးနှိပ်ပါရင်ချက်ချင်းဒီနေ့တွင်းပြီးဒီနေ့တင်တာတက်ရပါတယ်စောစောတက်တင်ပြရဲဆိုစောစောအောင်မြင်ဖို့ကေပိုများတာပေါ့ထားလိုက်တာပိုရချိုးရင်ရှိတယ်ခေရမျိုးပိုကောင်းပါတယ်ခေရပိုကောင်းလဲဆိုတော့ဆရာကနေ actually actually ငါးလမ်းနီးလမ်းငါးလမ်းရှိတယ်အဲဒီခါကြီးကသူအကြိုက်ဆုံးဒီကောင်တွေကအရင်ကြီးရောက်တယ်ခင်အဲ့တော့ expert မဖြစ်ပေမဲ့ ဆရာရဲ့ဒီ app တင်ပါလဲ app ထံမှာ၄ကိုတိချပိုင်တယ်လို့ရှိရင်အရှုံးလုံးဝမရှိဘူး။ဆရာဆရာကြီးကလည်းဘာမှနားမလည်ရဘူးเนาะ။ဆရာပြောတဲ့အတိုင်းပဲ hin line လုပ်ပါတယ်။ဒီဟာ၄ကိုအတိအကျတိချတိုင်းလုပ်တယ်။လုံးဝအရှုံးမရှိဘူး။ Hello ဆရာ CIS store ဆရာကလပ်တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှတော့ CIS အပေါ်တခါတည်းမှဖမ်းနိုင်မှုပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့ အခုဆိုတော့ကျွန်တော်အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်ရန်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရည်ရှိအတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမအတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့ အသေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရိစင်မစစ်တင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်အကူရန်ပြုတ်တယ်ကျွန်တော်အရင်နှောင်းကမလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ veteran မှာ lending option အရင်နှီးနေနေလေးနဲ့အမြင့်များများရေရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြင့်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ် ုနာဆရာတင်တဲ့ရနဲ့ကျွန်မအတွင်းမှာခုနှစ်ထောင်နဲ့900ရမြပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတို့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောဘဲနဲ့တင်ကြရပြီအခုတော့အဲ့လိုမြရလိမ့်ဆရာရေးစဲကျေးဇူးပဲဒီညိုညိုလိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မနေတော့ဆရာကျေးဇူးတင်ပါတယ်ဆရာရေးရှိဆရာရဲ့စတိုရှယ်တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတိတိချင်ချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းကြီးမြုံနဲ့တက်နေပြီဆရာတင်နာနဲ့တင်နာဒီကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြများများရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်ပြည်လည်းအများကြီးရရှိတယ်။အခုဆိုရင်သင်နဲ့တက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တယ်ဆရာပြည့်ရှိ။ကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာ။ကျွန်တော်လည်းဆော့နေတာကြာပါပြီဆရာကြီး။ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရင်ဒီနေ့ဆိုရင်ကျွန်တော်ဘောကမှာအများဆုံးရခဲ့တာပေါ့ဒီရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်